ငင်းကလေးအကြီးကျယ်လှုပ်ခတ်ချိန်မှာဗန်တကားပိတ်လိုက်တာကြောင့်အသက်ဆုံးရှုံးခဲ့ရပြန်တဲ့ KBZ ဝန်တန်းများပြည်သူများလုံးမင်္ဂလာပါရှင်ဘောင်းမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်မစလာ28ရက်နေ့မှာလောက်ခတ်သွားခဲ့တဲ့မြင်းကလင်ကြီးကြောင့်မြန်မာနိုင်ငံမှာကြေကွဲဝန်းနေစရာအဖြစ်အပျက်တွေကတနေ့တစ်မျိုးမရောရအောင်ကြားနေရတာဖြစ်ပါတယ်။ဒီကနေ့ရပိုင်းမှာဆိုရင်တော့ရွှေဆိုင်ကြီးတဆိုင်ကငလင်လောက်ခတ်ချိန်မှာရွှေရီပြောင်းမှာဆိုလို့တကားပိတ်လိုက်တာကြောင့်အသက်ဆုံးရှုံးခဲ့ရကြောင်းသတင်းတွေထွက်ခဲ့တာဖြစ်ပါတယ်။ အခုခါမှလည်းပြောဝဲမျိုးကကံဘောဇာပင်ကမြင်းကလင်းကြောက်ပြိုချမှုမှာဗန်တကားပိတ်လိုက်တာကြောင့်ဝန်ထမ်းတွေကမလိုအပ်ဖဲနဲ့အသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်သွားခဲ့ပါတယ်။မက်စလာ28ရက်နေ့နေ့လယ်အချိန်ကငလင်းလောက်ခဲ့မှုကြောင့်ပြောဝဲမျိုးမှာရှိတဲ့ KBZ ဗန်ပြိုချခဲ့တာဖြစ်ပါတယ်။ပြောဝဲမျိုးက KBZ ဗန်ဟာငါးတက်ရှိတဲ့တိုက်အဆောက်အုံဖြစ်ပြီးတော့သုံးတက်ပြိုချခဲ့ရာကြောင့်ဗန်ဝန်ထမ်းတွေနဲ့ငွေလာရောက်ထုတ်ယူသူပြည်သူတွေဟာအဆောက်အုံပြီးမိပြီးတော့ပိတ်မိနေခဲ့ကြပါတယ်။တကယ်ဆိုရင်မြင်းကလင်းကြောင့်ကံဘောဇာပင်ပြိုချမှုမှာ လူတွေဟာမမျောလင့်မဲ့အသက်ဆုံးရှုံးသွားကြတာဖြစ်တဲ့လို့သိခဲ့ရပါတယ်။အထူးသဖြင့်တော့ဗန်ရဲ့မူဝါဒကြောင့်ငလင်လှုပ်ခတ်ချိန်မှာလူတွေကမမျောလင့်မဲ့အသက်ဆုံးရှုံးသွားကြတာဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်တွေကနေအသက်ရှင်လျက်ပြန်လည်လွမြောက်လာသူပျော်ဝယ်မျိုးသူမဆုဝေနှင်းကပြောပြချက်အရဆိုရင်တော့ငလင်းစားလို့တဲ့အချိန်မှာ KBZ ဘန်နေမှာငွေသွင်းငွေထုတ်လုပ်တဲ့သူတွေနဲ့တော်တော်စီကားနေတဲ့အချိန်ကြီးဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာငလင်းလုံးတော့ဘန်တာဝန်ရှိသူတွေကဘန်တကားတွေကိုပိတ်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။ဒါကလည်းဘန်ကငွေတွေကိုမတမာလူတွေကလာရောက်လူရဲမှာစိုးလို့ဖြစ်ကြောင်းသိရပါတယ်။ ဗန်ကဝင်တန်းတွေကငလင်တန်းကနေလွတ်မဲ့ဗန်အပြင်ကိုပေးထွက်ဖို့တောင်းပန်ခဲ့ကြပေမဲ့ဗန်တာဝန်ရှိသူတွေကလုံးဝပေးမထွက်ဘူးလို့သိရပါတယ်။ဒီလိုနဲ့ဒုတိယတစ်ခေါက်အကြမ်းစားငလင်လုတဲ့ချိန်လဲကြရောဗန်ကြီးကပြိုကျပြက်စီးသွားပါတယ်။ဒီလိုနဲ့ဗန်ကဝန်ကနေပြိုကျချိန်မှာဘာမှလုံးချိန်တောင်မရလိုက်ဘူးလို့ဆိုပါတယ်။မဆုဝင်နေရဲ့အဆိုအရဆိုရင်တော့မြင်းငလင်ကြောင့်အဆအဦးပြိုကျချိန်မှာဘေးနားမှာလဲအော်တန်တွေငိုတန်တွေကြားနေရကြောင်းတချို့အော်တန်တွေကအယံနာလွန်းလို့မခံမရနိုင်အောင်အော်နေတဲ့အတန်မျိုးတွေနဲ့အော်ရာကိုလဲကြားရကြောင်းသူမ အပေါ်မှာပိတ်မိနေတဲ့ကွန်ကရစ်ကြမ်းပြင်ကြီးကိုရှိသမျှအားနဲ့ကြိုးစားပြီးတော့တွန်းကြည့်သေးတယ်။တုတ်တုတ်တောင်မရွေဘူးလို့ဆိုပါတယ်။ဒီလိုနဲ့တနေ့ကမဆုဝင်နေအပါဝင်ဘန်ဝင်တန်းတွေနဲ့တခြားသောလူတွေတော်တော်များများပိတ်မိနေပြီးတော့အဲ့ဒီနေ့ညနေပိုင်းလောက်မှမှကယ်ဆယ်ရေးသမားတွေရဲ့အပြတ်အစည်းတွေဖယ်နေရကြတဲ့အတန်ကိုကြားရတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့မဆုဝင်နေတဲ့တချို့သောဘန်ဝင်တန်းတွေလူတွေကလွတ်မြောက်လာကြပေမဲ့အများစုကတော့အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ လူတွေကတော့အခုလိုမျိုးကမ္ဘောဇားဗန်ပြိုကျပျက်စီးမှုမှာငလင်းဆလောက်ကလေးကဗန်တကားတွေကိုဖြန့်ပေးပြီးအပြင်ကိုထွက်ခွင့်ပေးခဲ့လို့ရှိရင်ဒီလောက်ထိအသေးအပြောင်းများစရာအကြောင်းမရှိဘူးလို့ဆိုကြပါရယ်အခုကငလင်းလုံးနေတဲ့ချိန်မှာလူတွေကုံလုံးကိုဗန်ထဲမှာစုပြီးတော့လောင်ထားခဲ့ရကြောင်းဒီလိုအဖြစ်ဆိုးတွေဖြစ်ကုန်တာလို့ဆိုကြပါရယ်ဒါပေမဲ့ကမ္ဘောဇားဗန်စီကန်အရာမုံတိုင်းတိုက်တာငလင်းလောက်တာတွေလို့သဘောအပြီးအနေရတွေကြုံလာခဲ့ရင်သူတို့ငွေတွေပါသွားမှာဆိုလို့အခုလိုမျိုးဗန်တကားတွေကိုချက်ချင်းပိတ်ချလိုက်ဖို့ညွန်ကြားထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ပြောင်ဝင်မျိုးကကံဘောစားပံပြိုချမှုကိုမတ်လ31ရက်နေ့မှာလူတွေကိုကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီးမိသားတွေနဲ့စင်ကာပူကယ်ဆယ်ရေးအဖွဲ့တွေကကယ်ဆယ်ခဲ့ပေမဲ့အချိန်နှောင်းပြီးတော့ပြိမိနေသူတွေအများစုသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ပြောင်ဝင်မျိုးမှာကံဘောစားပံပြိုချမှုအပါအဝင်ရင်းငလင်ကြောင့်တေဆုံးသူ300ကျော်ထိခိုက်ဒဏ်ရာရသူ150ကျော်ရှိပြီးတော့အဆောက်အဦ900ကျော်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ ဘာကျင်နောက်ဆက်တွဲငလင်းတွေကြောင့်ဒေသုံသူနဲ့ထိခိုက်ဒဏ်ရာရသူတွေထပ်မံတိုးလာနိုင်ွယ်ရှိတယ်လို့ပြောဝယ်မျိုးမှာကဲဆဲကြီးလုံနေရဲ့လူမှုကွန်ရီရဲ့အတင်းကားလူတွေကပြောကြားကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော KBZ ဘန်ပြောကြားမှုနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်တွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။